့နာကပုနကမြို့ရောက်ရှိနေတာဖြစ်ပါတယ်ဒါကတော့ပုနကရဲ့မုတ်ဦးပါပြည်နိုင်ငံတောင်ပိုင်းပုနကမြို့တဲ့ဟုတ်ရဦးသူတို့ဒီအแทးကိုဝင်ပါမယ်ဒါကတော့မုတ်ဦးရဲ့မျက်နှာပြင်ပေါ့နော် ဒါတော့ဦးဇင်းတို့ဒီပိုနာကဟေဟွန်တမ်းပဲကိုဝင်မဲ့တစ်ကက်ပဲဖြစ်ပါတယ်ဒါတော့ဗီယန်တောင်ဗီယန်တောင်3000ပြရပါတော့မြန်မာဒေါ်လာနဲ့ဆိုတော့တော်တော်ကျော်တာပေါ့နော်ဦးဇင်းတို့ဝင်မယ်နော်ဒါတော့ပိုနာကရှေ့ကဗီယန်နိုင်ငံညထရန်မြို့မှာရှိတဲ့300ကျော်ကနေ1900ကျော်အထိ ချံဆိုတဲ့လူမျိုးတွေကိုယ်ဝယ်ခဲ့တဲ့ဒါဖရားเจ้าပေါ့နော်ဖရားเจ้าကိုဥစဉ်တို့ဒါရောက်ရောက်ရှိနေတာဖြစ်ပါတယ်ဒါစီစီရိုက်ဥစဉ်တို့ရိုက်ပြပြီပေါ့နော်ခொနေရစုကနေပြီးရောတဲ့19 300ရစုကလေခொနေရစုထိချံလူမျိုးတွေကိုယ်ခဲ့တဲ့ဟိန္ဒူဖရားเจ้าပါခင်ဗျာထပ်ကိုတက်ပြရိုက်ပြပြီပေါ့ဒါအခုဆိုရင်တော့ ူရနိုင်ငံမြထရန်မြို့ရဲ့နိုင်ငံတကာလိလာသူတွေရဲ့ဂျာရတ်မှာလိလာစရာဖြစ်ရေးပန်းစားတဲ့ဆေးဟောင်းသမိုင်းဝင်နေရာတစ်ခုပဲဖြစ်ပါတယ်နော်ဒီတော့တစ်ခုကဆင်းဝထားနေရာတစ်ခုပဲဖြစ်ပါတယ်ခုဆိုလို့ချင်းတော့ဦးဇင်းတို့တော့ဒီဖျားကြီးကတော့ဒါဒီအဆောင်ကြီးရောဒါတိုင်လုံးတွေပဲရှိတော့တယ်မော်ဒီမှာတိုင်လုံးတွေပဲရှိတော့ဒါတိုင်လုံးတွေပြန်လောက်ထားဒါကသူကတိတဲ့ main hall ကြီးနေမှာပေါ့ အဲဒီမှာဆိုလို့ရှိရင်ဒါတော့တရုတ် BNS style ပေါ့နော် BNS တွေက BNS style ပေါ့မိန်တံပဲမိန်ဟောကြီးပေါ့ Okay ဒါဦးဇင်းတို့ခုတောင်းပေါ့ဦးတက်ပဲပေါ့နော်ဟိုစတူပါဟိုပေါ့မှာဟိန္ဒူတံပဲပါချမ်လူလူမျိုးတွေ တီထောင်ကားခဲ့တဲ့300စုကနေရော900စုအထိသူတို့ခြံလူမျိုးတွေတီထောင်ကားခဲ့တဲ့ဒါပိုနာဂါဆိုရက်တံပဲပဲဖြစ်ပါတယ်ဒီပိုနာဂါဆိုရက်ဒီဟိန္ဒူတံပဲပေါ့နော်ဒီဟိန္ဒူတံပဲကိုဗမာလိုကတော့မိခင်နိုင်ငံတော်လို့ဒါသူတို့ခေါ်ဆိုတာဖြစ်ပါတယ်ဟိုဘကတော့ခမီမျိုးပြရဲ့တိုက်ကြီးတွေကိုတော့မြင်နေရတာဖြစ်ပါတယ်နော် င်တော့ထပ်ပြန်လား။ဒါဦးဇင်းတို့အပေါ်ဆက်တက်မယ်။အဲ့တော့ဖះเจ้าကိုအဘွားနဲ့ကြည့်ရအောင်အခုဆိုရင်တိုင်ကြီးပဲကျွန်တော်ကတော့စောင်းဝါတာတို့ကဟောကြီးမှာပေါ့နော်ဒါကတော့နိုင်မြကြီးရဲ့နိုင်မြလို့ခေါ်တာကင်မြကင်မြ ဟိုကတော့ဟိုကမြင်းနေရတိုင်းနဲ့ကန်မြစ်ပါဒီမှာကျတော့တတောင်ပေါ်ကုန်းဘွားဒါဖះเจ้าပါအားလုံးသူတို့ဖះเจ้าလေးကိုဝယ်မယ်ပေါ့နော်ဖះเจ้าနဲ့ဝယ်တော့ဘာတွေတွေ့ရမလဲဆိုလို့ရှိရင်ဒါပြည်နာပြည်နာရဲ့ပြည်နာလားတရုတ်လားဖះလောင်းလားတော့မသိဘယ်တော့ရှိတော့ရှိကူ ဒီကုန်းရောကြည်ရင်အပြင်းတော့တာမဲတော့နဗျာကြောင်လို့ဘောနော်ဒီမှာကြတော့မမစတုံကြောင်လုံးနေနဲ့ဘယ်လိုခါဖြစ်ပါလဲဒီမှာဆိုလို့ရှိရင်သူကမဲတော့တခုဒီမှာချင်းသေးတခုဟိုထားပါဒါဦးဇင်းတို့တမ်ပေရဲ့တောင်ပေါ်တက်တဲ့ကို ြောင်းနေဖြစ်ပါတယ်ဒီမှာလည်းသူကတံပဲသေးလေးပေါ့ဟိုမှာဆိုလို့ရှိရင်ခင်မြခွန်ကျိုးတိုးတက်တဲ့တောင်ဆောင်ဝါရှိရဲ့လူလေးအဆောက်အုံလေးတွေ့ရမှာပေါ့နော်ဒါကတံပဲကိုနောက်ကနေပြီးတော့ပြန်ပြီးတော့ရိုက်ထားဖြစ်ပါတယ်ဘုနကဆိုတဲ့ဟိန္ဒူတံပဲပါဗျာဒီကပြန်လာနေရတရုတ်တွေတော့ကိုရီးယားလည်းမသိဘူး စစ်ခိုးတယ်ဒါတထက်မှတော့ body sutra တရားလောက်မှာကဲပြီးတော့ပါပြီဒါတောင်ပေါ်ရရင်ပြင်ပေါ့နော်အဲ့တော့တံပယ်ကိုနောက်ကနေသူတို့ပြန်ရိုက်ထားတာပါ ။ဒါလှတယ်မှာကြည့်။ရှုပ်နေတယ်။လေးခုရှိတာပေါ့နော်။ဒါကတော့ညာထရန်မြို့ကြီးကိုဟိုနကစီးရီးယားနေပြီးတော့ဟိုနကအတူတောင်ပေါ်ကနေရောပြန်အိပ်ထားတဲ့အလှပဲဖြစ်ပါတယ်ခင်ဗျာ။အော်ဗီယက်နမ်ကတောင်ပိုင်းမှာရှိပါတယ်ဟိုမှာလင်းကြီးကလည်းပြန်တန်းလာဟိုပင်လေကြီးပင်လေကြီးဟိုမှာတောင်နေတဲ့အရန်တာရတယ် ကျွန်တော်တစ်ဖက်ပြပေးပါမယ်ငါဆိုရှင်ဦးဇင်တို့ကုနကတောင်ပေါ်ရဲ့ဟိန္ဒူတမ်ပယ်ကိုအခုဇင်တို့တော့ခုမြင်နေရတာဖြစ်ပါတယ်နော်ပေါ်မှာလည်းတည်နေနေရောင်းတယ်ဗျာကဲ ပြည်နိုင်ငံတောင်ပိုင်းပေါ့နော်ဒီဟိုချင်းမြို့ရဲ့ဆယ်နာရီလောက်လာပြီးတော့ရောက်တဲ့ဒါ냐 transfer မြို့ပေါ့နော်အဲ့မြို့ကိုရောက်ခဲ့လို့ရှိရင်လည်းလက်တစ်ခေါက်ဒါဒီလိုနေရာမျိုးတွေကိုလာရောက်ပြီးတော့ဘူးတုဒ္ဒဖြစ်လေ့လာပါလို့ဒါပြောခြင်းပါတယ်ရန်ခိမီတုတ်တက်တာယာလှပါတဲ့ငွေကွင်းတွေကို ဒါကြည့်ရမအောင်ခန်းစားရမှာဖြစ်ပါတယ်အားလုံးကိုစိတ်နှဖျားကျမ်းမှာချမ်းသာတော်မူနိုင်ကြပါစေ